ရောင်နိုင်ဒေသကြီးရဲတပ်ဖွဲ့နဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်တဲ့လေးမျိုးနယ်ရှေ့ပြေးစီမံချက်ကာလအတွင်းမှုကင်းဖြစ်ပွားမှုကြာဆင်းလာတယ်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကပြောပါတယ်ဒီသတင်းကိုခိုင်မနှုတ်ပေးပို့ထားတာပါခင်ဗျာရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ရဲရွာအခြေပြုပြည်သူတွေနဲ့ပူးပေါင်းပြီးတရားဥပဒေစိုးမိုးရေးမှုကင်းကြဆင်းရေးအတွက်လေးမျိုးနယ်ရှေ့ပြေးစီမံချက်ကိုဇွန်လ18ရက်နေ့ကနေစတင်ကောင်းတဲ့ပေါ်ဆောင်ရွက်ခဲ့ပါတယ် လုဆောင်နေတဲ့မြို့နယ်လေးကူကတော့လှိုင်းသားယာကမာရွတ်တောင်တကုန်းတန်လင်းဖြစ်ပြီးတော့စတင်အကောင့်တဲ့ဖုန်နေစဉ်ကာလအတွင်းမှာပဲမှုကင်းဖြစ်ပွားမှုတွေရောကျလာတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြောပါတယ်။ဒီကျွန်တော်တို့ခုဒီစီဗီစင်လာတော့နော်။ဒါကစီဗီကိုဒီဘေ့စ်ပိုလစ်စင်လို့ဆောင်ရတာ။စီဗန်ခင်မှာကျွန်တော်တို့ဘောတောင်ဘောဘောဒီလိုနော်။ဒါကကျွန်တော်တို့ ရှေ့စီမံချက်မစဘူးတလားမှုကြီးဆိုတော့ဒံဘေးမှုဝီယံအဲ့လိုဟာမှုချက်ဒါပေမဲ့ယနေ့စီမံချက်စရတဲ့စနေရက်6လလာနေဝီယံပါတယ်အဲ့ဒါကြောင့်အဲ့ဒီကိုပုကေကျွန်တော်ရေတော့မှာ ်မှုကြီးကြဆင်းနေအင်းဖြစ်ပေါ်မှုအင်တန်များတဲ့မြို့နယ်တွေမှာလိုင်းသားရကတော့အဖြစ်များဆုံးပဲဖြစ်ပါတယ်။လေးမြို့နယ်ရှိပြည်စီမံချက်စတင်လို့ဆောင်တဲ့အချိန်တော့အတွင်းမှာမှုကင်းဖြစ်ပေါ်မှုသိမရှိတော့ဘူးလို့လိုင်းသားရမြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါရတယ်။လိုင်းသားရအခုချိန်မီရတော်လေးညနေစားတော့ဖြစ်ပါတယ်။ဘာမှမဟုတ်ဘူး။ဆိုင်ကယ်စီးသွားတဲ့သူတွေကကတ်တဲ့ပေါ်တယ်။ဘူဝါကတော့လေးမှုမကြက်ကလာဒီမှာတော့လေးပေါ်ပါ ်ကာမဲတော့ကြီးတာပေါ့ဒါပေမဲ့ရှင်တော့တော့စူးစူးပေါ်တော့ကြီးတော့ဒီလေးမျိုးနဲ့ရှေ့ပြေးစီမံချက်ကိုဇွန်လ18ရက်နေ့ကစူလိုင်18ရက်နေ့အထိစံသက်ကာလအနေနဲ့လှုပ်ဆောင်နေရဖြစ်ပါတယ်။ဒီစံသက်ကာလမှာမှုကင်းဖြစ်ပွားမှုရောကြလာရင်ဒီစီမံကိန်းကိုအမြဲတမ်းဆက်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့တခြားမျိုးနယ်တွေပါဆက်လက်အကောင့်တွေပေါ်လှုပ်ဆောင်သွားမယ်လို့ရန်ကုန်ဒေသကြီးရဲတပ်ဖွဲ့ကပြောပါတယ်။ကျွန်မခိုင်ပန်းနုပါ